တာလီစွာပါဒီကနေ့အော်တိုဘာလ31ရက်နေ့နရစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့နှစ်ရက်အတွင်းရခိုင်ကမြို့နယ်၄ခုကိုအကြမ်းဖက်မြန်မာစစ်တပ်ပုံကျဲလို့အပြစ်မဲ့ပြည်သူ၁၀နီးပါးတိတ်ဆုံးပြီး၁၀ကြော်တန်းရရတဲ့သတင်းစစ်ကော်မရှင်ထိန်ချုပ်ထားတဲ့စစ်တွေမျိုးမှာဒေသခံတွေကိုဇက်တိုက်ဖမ်းဆီးနေတဲ့တဲ့င်းနဲ့ စစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းရခိုင်အရက်ဖက်အဖွဲ့32ဖွဲ့ကြီးညာချက်ထုတ်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အကြမ်းဖက်မြန်မာလီတက်ကအောက်တိုဘာ29ရက်နဲ့30ရက်နှစ်ရက်တာအတွင်းရခိုင်ပြည်နယ်မြို့နယ်၄ခုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာအရက်တာ30နီးပါးတိုက်ဆုံခဲ့ပြီးအယောက်20လောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဘုံကျဲခံရတဲ့မြို့နယ်တွေကတော့ကြောက်ဖြူ၊ရတိတ်တောင်၊ပေါက်တော်နဲ့ပုံနာကျွန်းမြို့နယ်တို့ဖြစ်ကြပါတယ်။အေအေထိန်းချုပ်ထားတဲ့ကြောက်ဖြူမြို့နယ်၊ဇင်ချောင်းတိုင်နယ်၊ဇင်ချောင်းပုံပွေကျေးရွာကိုမြန်မာလေတပ်ကအောက်တိုဘာ30ရက်နေ့ညနေ4နာရီကျော်လောက်မှာ Jet Fighter နဲ့ပေါင်900ဘုံနှလုံးတိုက်ခိုက်သွားတဲ့အတွက် အမျိုးသမီး၂ယောက်အပါအဝင်အရက်သား၅ယောက်သေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါရတယ်။အောက်တိုဘာ30ရက်နေ့နေ့လယ်ကလည်းစစ်တွေအခြေစိုက်စစ်တပ်ကအေအေထိန်းချုပ်ထားတဲ့ရတိတောင်မြို့နယ်အောက်စည်းကိုင်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက်ရွာသား၁ယောက်သေဆုံးပြီး၂ယောက်ဒဏ်ရာရသွားခဲ့ပါရတယ်။ ိတ်ဆုံးသူကတော့အဲ့ဒီကြေးရွာက အသက်52နှစ်အရွယ်ဦးထွန်းအေးလိုင်ဖြစ်ပြီးဒဏ်ရာရရှိသွားခဲ့သူတွေကတော့အသက်22နှစ်အရွယ်ကိုဖြိုးဝေထွန်းနဲ့38နှစ်အရွယ်ဦးမောင်မောင်ထေးတို့ဖြစ်ကြပါတယ်။အော်တိုဘာ29ရက်နေ့နယ်နှစ်နာရီလောက်မှာစစ်တွေမျိုးအခြေဆိုင်တပ်ရင်းတစ်ခုကလက်နက်ကြီးနဲ့ပေါက်တော်မျိုးနဲ့တောင်ညရွာကို၅ချိန်ခန့်လမ်းပစ်ခဲ့လို့အသက်9နှစ်အရွယ်မိန်းကလေးတစ်ယောက်တိတ်ဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အော်တိုဘာ30ရက်နေ့နေ့လယ်တနာရီခွဲလောက်ကလည်းအာရခသက်တော်အေအေထိန်းချုပ်ထားတဲ့ပုံနာကျွမျိုးကိုအကျန်းဖက်စစ်တပ်ကလေကြောင်းကနေ Jet Fighter နှစ်စီးနဲ့ပေါင်900ဘုံ၅လုံးကျဲချတိုက်ခိုက်ခဲ့ပေမဲ့မြို့ပေါ်မှာလူမနေတဲ့အတွက်လူထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ မြန်မာစစ်ကော်မရှင်ဟာရှမ်းမြောက်ပိုင်းမှာ TNL နဲ့အောက်တိုဘာ29ရက်နေ့ကစပြီးအပြစ်ရက်ဆယ်ပြီးနောက် AA ကိုစစ်ရေးအရာဖိအားပေးဖို့ရည်ရွယ်ပြီးတော့ရခိုင်ပြည်ကလူနေကျေးရွာရက်ွက်တွေကိုအခုလိုလေကြောင်းကနေတိုက်ခိုက်မှုတွေကိုပုံမပြုတ်လောက်လာတာကိုနိုင်ငံရေးစစ်ရေးလိလာတုံးတက်သူတွေကပြောဆိုထားပါတယ်ရှင်။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်မြို့တော်စစ်တွေမှာဒေသခံပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီးစစ်တပ်နဲ့အပေါင်းအပါတွေကဖမ်းဆီးမှုတွေဆက်တိုက်ရှိနေတယ်လို့သိရပါဗျ။စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်မြို့တော်စစ်တွေမှာဒေသခံပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးအကြမ်းဖက်စစ်တပ်နဲ့အပေါင်းအပါတွေကဖမ်းဆီးမှုတွေဆက်တိုက်ရှိနေတယ်လို့သိရပါဗျ အော်တိုဝါ28ရက်ည10:00နာရီလောက်ကလမ်းမတော်မြောက်ရွက်ကွက်ကိုစစ်တပ်ရဲမိသက်နဲ့ထွေအုပ်အင်အား30ပါးအဖွဲ့ကဧည့်သည်ရင်စစ်ပြီးအသက်40အရွယ်ဦးသားပိုင်ကြီးဆိုသူကိုဖမ်းဆီးသွားခဲ့တယ်လို့သူနဲ့နီးစပ်သူတယောက်ကနရီဇရာကိုပြောပါတယ်။ ။ဦးသားပိုင်ကြီးဟာဒီကနေ့အထိပြန်မလွတ်သေးတာကြောင့်မိသားစုတွေစိုးရိမ်နေကြတယ်လို့သိရပါဗါ။အောက်တိုဘာ25ရက်ည8နာရီခွဲလောက်ကလည်းလမ်းမတော်မြောက်ရွက်က Great Dwell ចောင်းသားတယောက်အပါအဝင် လူငယ်နေရောက်ဖမ်းဆီးခံခဲ့ရပါဗါ။အဲ့ဒီနေ့ညမှာပဲမင်းကန်အကွက်9နဲ့10ကိုစစ်သားတွေကားနဲ့စီးနေဝင်ရောက်စစ်ဆေးတဲ့အချိန်ဖားရှာပြီးပြန်လာတဲ့အမျိုးသား6ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့မင်းကန်ရဲကွက်ကဒေသခံတယောက်ကပြောပါရယ် ်စစ်တွေမျိုးမှာဧည့်စင်စစ်ဆေးကစစ်တွေမပုံတင်မဟုတ်သူတွေတန်ရရှိသူတွေကိုဖမ်းဆီးတာဇက်တိုက်ရှိနေပြီးဖမ်းဆီးခံရသူတွေတွေကအာမခံငွေ9သိန်းကနေ30အထိပေးကလွတ်မြောက်သူတချို့ရှိပေမဲ့အဆက်အတွယ်မရပဲပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သိရပါတယ်ရှင်စစ်ကောင်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းပြည်တွင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း30ဖွဲ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းပြည်တွင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း30တဖွဲ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း30ရဲ့ကိုစားအရခပြည်လုံးဆိုင်ရာပရာဟိတအသင်းများကွန်ရက်က အောက်တိုဘာလ30ရက်မှာထုတ်ပြန်တာဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီဟာလူသားချင်းစာနာမှုမဲ့သော လုပ်ရက်တွေကိုဆက်လက်ပြုလုပ်နေပြီးတာဒဏိကအဆောက်အဦတွေ၊စာတင်ကြောင်းတွေ၊ဈေးတွေ၊အလှပွဲတော်တွေ၊မြို့ပြရက်ရွာတွေနဲ့အပြစ်မရှိတဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနှီးမျိုးစုံနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဆိုပါတယ်။ အဲ့ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တန်ကာတွေဒေသခံပြည်သူတွေအများကြီးတေကြေပျက်စီးပြီးထိခိုက်ဒဏ်ရာရသူများပြားနေတယ်လို့လဲဆိုပါတယ်အရေးပေါ်လူနာတည်ရန်သွားနေချိန်အကျန်းဖက်စစ်ကောင်စီကရက်ဆက်စွာဘုံကျဲချခဲ့တဲ့အတွက်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပရာဟိတာအလုတ်ကိုစေတနာဝါဒနာနဲ့လောက်ကိုင်းနေသူ73နှစ်အရွယ်မောင်ထေးအောင်ဟင်းအသက်ဆုံးရှုံးခဲ့ရတယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်။ ဒီလိုလူသားမဆန်တဲ့အကြံဖက်စစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေအပေါ်ပြည်ရင်းပြည်ပကအသင်းအဖွဲ့အစည်း30ဖွဲ့ကိုစားအရခပြည်လုံးဆိုင်ရာပရာဟိတအသင်းများကွန်ရက်ကပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်တာပါရှင်ပြည်ရင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း30ရဲ့ကိုစားအာရခပြည်လုံးဆိုင်ရာပရာဟိတအသင်းများကွန်ရက်ကဒီကနေ့အောက်တိုဘာလ30ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ပြည်တွင်းသတင်းသဘောက်အနေနဲ့ကတော့ထဝယ်မောင်းမကန်ရေစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်လိုက်တဲ့သတင်းပါရှင်ဒီမမကန်စီရဲ့စက္ကန့်တိုက်ပွဲမှာအကျန်းဖက်စစ်တပ်12ရောက်တေဆုံးပြီး10ရောက်ဒဏ်ရာရကကြံတဲ့သူတွေကထွက်ပြေးသွားခဲ့ပါတယ်။လက်နက်မျိုးစုံ22လက်ရမိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူဖော်ပြပါရယ်ရရှိခဲ့တဲ့လက်နက်တွေကတော့ Uzi အမျိုးအစားတနက်6လက် G3 အမျိုးအစားတနက်9လက် Shotgun Smoke Gun 2လက် Commando စိမ်ပြောင်း2လက်6လုံးပြူ4လက်စုစုပေါင်းလက်နက်မျိုးစုံ21လက်ဂျမ်ပါဆက်2လုံးနဲ့ခဲယမ်းတွေဖြစ်ကြပါရယ်မမကန်နယ်မြေရဲစခန်းကို အောက်တိုဘာ26ရက်မနက်9နာရီခွဲကစတင်ခဲ့ပြီး4နာရီအကြာမှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စကန်တိတ်တိုက်ပွဲမှာပါဝင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကတော့အထူးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်ရှိနီးပြူဟာ33ဒေါနာတက်ရင်တက်ခွဲ၄ဒေါနာတက်ရင်တက်ခွဲ9နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ဒဝဲခိုင်ရိုင်တပ်ပေါင်းစုဒူကရစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝင်ကျဲတက်တို့ပါဝင်တယ်လို့သိရပါဗါတယ်တိုက်ပွဲအတွင်းတော်လန်ရေးဘော်တယောက်ကြာဆုံးခဲ့ရပါတယ်ရှင် နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဟာရီကိန်းမုန်တိုင်းမဲလစ်ဆာဝင်ရောက်တိုက်ခိုက်မှုကြောင့်ဟေတီနဲ့ဂျမေကာအပါအဝင်ကာရေဘီယံနိုင်ငံအချို့မှာလူပေါင်း36ယောက်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဟာရီကိန်းမုန်တိုင်းမဲလစ်ဆာဖြတ်ကျော်တိုက်ခိုက်ခံခဲ့ရတဲ့နိုင်ငံတွေအထက်ကဟေတီနိုင်ငံနဲ့ဂျမေကာအပါအဝင်ကာရစ်ဘီပင်လယ်ကျွန်းစုနိုင်ငံအချို့မှာ အနည်းဆုံးလူ36ယောက်သေဆုံးခဲ့တယ်လို့ NBC သတင်းမှာအောက်တိုဘာ30ရက်မှာသတင်းဖော်ပြခဲ့ပါတယ်တိတ်ဆုံးသွားသူတွေမှာဟေတီနိုင်ငံမှာ25ယောက်၊ဂျမေကာမှာ6ယောက်နဲ့ဒိုမီနီကန်နိုင်ငံက1ယောက်ပါတယ်လို့ပြောပါရယ်။အင်ကာနေကဂျမေကာနိုင်ငံကိုတနာရီ185ကီလိုမီတာနှုန်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအပြက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက်မုံတိုင်းဟာနောက်ပိုင်းမှာတိတိတတ်တာအာနယ်သွားခဲ့တယ်လို့ဆိုပါရယ်။ ဂျမေကာနိုင်ငံမှာမုန်တိုင်းကြောင့်လူပေါင်းသက်တမ်းခန့်ထိခိုက်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာလျှက်စစ်မီးတွေပြတ်တောက်နေစေဖြစ်တယ်လို့တောက်တုံးရရှိဖို့နဲ့လူတွေကျန်းမာရေးဆောင်ရှောက်မှုရဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်။ မကြသေးမီနှစ်တွေအတွင်းကာရစ်ဘီယံကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဟာရီကိန်းမုန်တိုင်းနဲ့အနက်ဒီဆိုင်ကလုန်းမုန်တိုင်းမဲလစ်ဆာဟာအပြင်းထန်ဆုံးမုန်တိုင်းဖြစ်တယ်လို့ဆိုပါရယ်ဒီမုန်တိုင်းတံကိုတော့ဂျာမေကာဒိုမီနီကန်နိုင်ငံဟေတီနဲ့ကျူးဘားဒေသအများအပြားကထိခိုက်ခံစားခဲ့ရပြီးမိုးသည်ထန်စွာရွာတွန်းမှုနဲ့အတူရေကြီးမှုတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါရယ်ရှင် နရစရာရခိုင်တရင်ဌာနကနေ့စဉ်တရင်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့တရင်တွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရစရာကထုတ်လွှင့်တဲ့တရင်တွေကို www.narajara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမရှင်လန်းကြပါစေရှင်။